မင်္ဂလာပါရှင်မြန်မာပြည်သူပြည်သားများအားလုံးလုံခြုံပေးကင်းပါစေလို့ဆုတောင်းမြတ်တာပို့သပါရယ်ဗမာပြည်ကြီးရဲ့အပတ်စဉ်စနေနေ့တိုင်းတင်ဆက်နေကြတပတ်အတွင်းအထူးသတင်းတွေကိုစုစည်းပြီးတော့ကျွန်မမိုင်ကတင်ဆက်ပေးသွားမှာပါဒီတစ်ပတ်အတွက်ထူးခြားသတင်းတွေအနေနဲ့ကတော့ကိုစလေလောင်းသက်မှတ်ချက်နဲ့ညီစွန်းနေတဲ့ဒေါ်သက်သက်ခိုင်အတွက်ဥပဒေကြောင်းအရဖြည့်ရှင်းနေတယ်လို့ပါတီဥက္ကဋ္ဌကပြောဆိုလိုက်တဲ့သတင်း အာဆီယံထိပ်သီးအစည်းအဝေးအမေရိကန်သမ္မတဒေါ်နယ်ထရပ်တက်ရောက်မဲ့တဲ့တွင်6လအတွင်းမှာရခိုင်ဒေသခံ40နီးပါးကိုမွတ်စလင်လက်နက်ကိုင်အာဆာအဖွဲ့ကတပ်ဖြတ်ခဲ့တဲ့တဲ့တွင်အပါအဝင်အခြားသောပြည်ရင်းပြည်ပါကစိတ်ဝင်စားရတဲ့တဲ့တွင်ကိုနားဆင်ကြရမှာဖြစ်ပါရဲ့ရှင်ကောင်စီပြုတ်လုံးမဲ့ရွေးကောက်ပွဲမှာတပီနယ်လုံးတိုင်းတာနဲ့ဝင်ရောက်ရှင်ပြိုင်မှုပြင်းစင်နေတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်ဟာရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်လိုက်တဲ့ကိုစလေလောင်းအပိသက်စီးရင်မှာမပါဝင်လာတော့ပါဘူးရွေးကောက်ပွဲကော်မရှင်ဘက်ကနေတမတ်ပြဋ္ဌာန်းထားတဲ့ကိုစလေလောင်းအရေးချင်းတမတ်ချက်တချို့နဲ့ညှိစွမ်းနေတာဖြစ်ပြီးတော့လက်ရှိမှာတော့ဒေါ်တသက်ခိုင်ကိုစလေလောင်းကိစ္စအတွက်ဥပဒေကြောင့်ရဖြည့်ရှင်းနေရလို့ပြည်သူ့ရှေ့ဆောင်ပါတီဘက်ကဘာမှပြည်ကိုပြောဆိုထားပါတယ်ပြဿနာတစ်ခုခုဖြစ်လာရင်တော့ရွေးကောက်ပွဲဆိုင်ရာဥပဒေ နယူးဥပဒေအရဖြည့်ရှင်းလို့ရမဲ့ကိစ္စမှန်သမျှကိုပါတီဘက်ကဖြည့်ရှင်းနေတယ်လို့အယူခံတင်ဖြည့်ရှင်းရတာတွေဟာလည်းစမ်းတဲ့ကိစ္စမဟုတ်ဘူးလို့ပြည်သူ့ရှေ့ဆောင်ပါတီဒုဥက္ကဋ္ဌဦးစောဟန်အေးကပြောပါရယ်ပါတီဥက္ကဋ္ဌဖြစ်တဲ့ဒေါ်တက်တက်ခိုင်အနေနဲ့ရွေးကောက်ပွဲကော်မရှင်ကသတ်မှတ်ပြထန်းထားတဲ့ကိုယ်စားလောင်းဆိုင်ရာအရေးချင်းသတ်မှတ်ချက်တွေတဲကဘယ်အချက်နဲ့ညှိစုံနေလဲဆိုတာကိုတော့ပါတီဘက်ကတိတိကျကျထုတ်ပြန်ပြောဆိုထားတာမျိုးမရှိသေးပါဘူး အတိမပြုတ်နိုင်တဲ့သတင်းတွေအရဒေါ်သက်သက်ခန်ဟာကဘာကြီးဖျားလန့်နဲ့ဆီယဆန်လန်တောင်းရှိ68 resident အိမ်ယာစီမံကိန်းကြောင့်ငွေကျပ်ဘီလီယံနဲ့ချီပြီးအကျွေးတင်နေတဲ့ကိစ္စနဲ့ဆက်ဆက်နေရဆိုပြီးတော့သတင်းတွေထပ်ပေါ်နေရပါပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခန်ဟာစစ်ကောင်စီကလာမယ့်ဒီဇင်ဘာလအကုန်ပိုင်းမှာကျင်းပမယ့်ရွေးကောက်ပွဲမှာရန်ကုန်တိုင်းမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမတ်နစ်ကနေဝင်ရောက်ရှင်ပြိုင်မှုလျှောက်လွှာတင်သွင်းထားတာပါ အပြင်ဒေါ်သက်သက်ခိုင်ဟာ2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီကခန့်အပ်တဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လဲနေရာချထားရေးဝန်ကြီးဟိုတယ်နဲ့ခီးသွားလာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးစတဲ့တာဝန်တွေကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်လက်ရှိမှာတော့အဲ့ဒီဝင်ကြီးရာဒူတာဝန်တွေကနေအနာပေးခံထားရသူတူလဲဖြစ်ပါရဲ့ရှင်။ ဘာလ26ရက်နေ့မှာစတင်မဲ့ American သမ္မတဒေါ်နယ်ထရန့်ရဲ့9ရက်တာအာရှခီးစဉ်ထဲမှာအာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ဖို့လဲပါဝင်ပါတယ်။သူဟာခီးစဉ်အတွင်းမှာမလေးရှား၊ဂျပန်နဲ့တောင်ကိုရီးယားတို့ကိုသွားမှာပဲဖြစ်ပါတယ်။တောင်ကိုရီးယားမှာတရုတ်သမ္မတရှီကျင်းဖင်နဲ့မျက်နှာချင်းဆိုင်ပြီးတွေ့ဆုံဖို့လဲရှိနေတာပါ။မလေးရှားနိုင်ငံကွာလာလပူမြို့မှာမနက်ဖြန်ကျင်းပမယ့်အာဆီယံထိပ်သီးဆွေးနွေးပွဲကိုတော့အောက်တိုဘာ26ရက်နေ့အောက်တိုဘာ29ရက်နေ့မှာတက်ရောက်မှာဖြစ်ပါတယ် အဲ့ဒီမှာကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံတို့ကြားအပြစ်ခတ်ရက်စဲရေးစာချုပ်လက်မှတ်ထိုးပွဲကိုလည်းတက်ရောက်ဖို့ရှိနေပါတယ်။အာဆီယံအစည်းအဝေးတက်ရောက်ဖို့အတွက်တောင်အာဖရိကသမ္မတရာမာဖိုဇာနဲ့ဘရာဇီးသမ္မတလူလာဒါဆေးဗောတို့မလေးရှားနိုင်ငံကိုရောက်ရှိနေကြပြီဖြစ်ပါတယ်။ဒေါ်နယ်ထရန့်ဟာမလေးရှားကနေဂျပန်နိုင်ငံကိုဆက်သွားပြီးဂျပန်နိုင်ငံဝန်ကြီးချုပ်တေပထမအဦးဆုံးအမျိုးသမီးဝန်ကြီးချုပ်ဆာနီတာကအီချီနဲ့တွေ့ဆုံဖို့ရှိပါတယ်။ အဲဒီကနေအော်တိုဘာလ29ရက်နေ့မှာတောင်ကိုရီးယားနိုင်ငံမှာကျင်းပမဲ့အာရှပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေး APEC ညီလာခံကိုလည်းတက်ရောက်မှာဖြစ်ပါတယ်။ APEC ညီလာခံမှာ American သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့တွေ့ဆုံကြဖို့ရှိပါတယ်။ American သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့ဟာကုန်သွယ်ရေးကိစ္စတွေအပြင်ထိုင်ဝမ်ကိစ္စ၊ရုရှားနဲ့ယူကရိန်းစစ်ပွဲကိစ္စတွေကိုလည်းဆွေးနွေးဖို့ရှိလာနိုင်ပါတယ်ရှင်။ ခိုင်ပြည်နယ်မြောက်ပိုင်းကဘူးသီးတောင်မောင်တော်စတဲ့မြို့နယ်တွေအတွင်းမှာနေထိုင်ကြတဲ့ဒေသခံတွေဟာမကြခဏဆိုသလိုမွတ်စလင်လက်နက်ကင်တွေဖြစ်တဲ့အာစာ RSO အဖွဲ့တွေရဲ့ဖမ်းဆီးတပ်ဖြတ်တာကိုခံနေကြရပါတယ်။မောင်တော်မြို့ကိုအာရခတက်တော် AA ဘက်ကထိန်းချုပ်လိုက်ပြီးတဲ့နောက်မှာတော့အာစာ RSO စတဲ့မွတ်စလင်လက်နက်ကင်အဖွဲ့တွေဟာ AA တိုက်ဖွဲ့တွေကိုခြုံခိုတိုက်ခိုက်တာတွေအရက်သားတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေခက်စိတ်စိတ်ရှိလာနေရကြောင်းဒေသခံတွေကြားစိုးရိမ်မှုတွေမြင့်တက်နေကြတာလည်းဖြစ်ပါတယ်။ ပြင်ခဲ့တဲ့အော်တိုဘာလ22ရက်နေ့မှာလည်းရသေးတောင်မြို့နယ်ကနေကုန်ပစ္စည်းဝယ်ယူပြီးပြန်လာတဲ့ခီးတဲ့တင်ကားတစ်စီးကိုမွတ်စလင်လက်နက်ကိုင်အာစာအဖွဲ့ကခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက်ခီးတဲ့နှစ်ဦးသေဆုံးခဲ့တယ်လို့အာရခတပ်တော် AA ဘက်ကထုတ်ပြန်ထားပါတယ်။ဒါ့အပြင် အော်တိုဘာလ22ရက်နေ့ကလည်းမောင်နှမမျိုးနယ်ကနေကုန်ပစ္စည်းဝယ်ပြီးပြန်လာတဲ့ဘူတိတောင်ဒေသခံအမျိုးသားနှုတ်ဦးကိုကြိန်ချောင်းတောင်ပြိုအောင်သာယာကြေးရွာအနီးမှာအာစာအဖွဲ့ကခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် တဦးတည်ဆုံးပြီးတော့တဦးတန်ရာရရှိခဲ့တာလည်းရှိပါတယ်။2025ခုနှစ်မေလကနေအောက်တိုဘာလ23ရက်နေ့အထိ6လအတွင်းမှာပဲအာဆာအဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်ရခိုင်ပြည်နယ်မြောက်ပိုင်းဘူးတိတောင်မောင်နှံမြို့နယ်အတွင်းကအရက်သား40တည်ဆုံးခဲ့ပြီးတော့18ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရခိုင်ခြေစိုက် DMG သတင်းဌာနကကြောက်ယူထားတဲ့စီးရင်မှာဖော်ပြထားပါတယ်။မောင်နှမမြို့နယ်အတွင်းမှာစိတ်ဝင်လှုပ်ရှားနေတဲ့အာစာ RSO အဖွဲ့တွေကိုအာရခတက်တော် AA ဘက်ကလိုက်လံရှင်းလင်းနေပေမဲ့ နယ်စပ်မြေပေါ်မှာခွာထိုင်ထားတဲ့မွတ်စလင်လက်နက်ကင်တွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နဲ့အတွင်ကိုထွက်ပြေးနေကြတာကြောင့်ရှင်းလင်းရခက်နေရလို့အီဘက်ကပြောဆိုထားတာလည်းဖြစ်ပါရဲ့ရှင်မြန်မာနယ်စပ်မြောက်ရီမြို့နယ်အတွင်းကကြားဖြတ်စင်တာဖြစ်တဲ့ KK ဘက်ကိုအာဏာသိမ်းစစ်တပ်ကဝင်ရောက်ရှင်းလင်းခဲ့ပြီးနောက်ထောင်ထဲချီတဲ့နိုင်ငံသားတွေဟာထိုင်းနိုင်ငံမဲဆောက်ဘက်ကိုထွက်ပြေးလာကြပါတယ်။ မြန်မာဘက်ကနေထွက်ပြေးလာကြတဲ့သူအများစုဟာအသက်20နဲ့45နှစ်ကြာနိုင်ငံကူးလက်မှတ်မရှိတဲ့တရုတ်နိုင်ငံသားအများစုဖြစ်ပြီးတော့ကျန်တဲ့သူတွေကတော့ဗီယက်နမ်၊အိန္ဒိယ၊ပါကစ္စတန်နဲ့ဖိလစ်ပိုင်နိုင်ငံသားတွေဖြစ်တယ်လို့ထိုင်းတော်ဝင်ရတက်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဘူမူးချုပ်ကပြောပါရယ်။သူတို့ကိုမဲဆောင်မျိုးကယာယီအဆောက်အုံတွေမှာထိမ့်သိမ်းထားပြီးထိုင်းရတက်ဖွဲ့နဲ့ဒေသဆိုင်ရာအာဏာပိုင်တွေကစစ်ဆေးမေးမြန်းနေပါရယ်။ အနာသိန်းစစ်အုပ်စုနဲ့သူတို့ရဲ့မဟာမိတ်ကရင်တပ်တွေဟာညရီမျိုးတွေကအခြားကြားဖြတ်စင်တာတွေကိုလည်းနောက်ထပ်ဝင်ရောက်စီးနှင်းဖို့ပြင်ဆင်နေရကြောင်းနောက်ထပ်ပြေးလာမဲ့သူတွေလည်းအများကြီးကြံနေသေးရပါအောက်တိုဘာ22ရက်နေ့ကလည်းမြန်မာဘက်အချမ်းကြားဖြတ်စင်တာတွေကလူ600ကျော်ဟာထိုင်းဘက်ကိုထွက်ပြေးဖို့ရည်စည်တန်နဲ့မြစ်ကိုဖြတ်ကူးလာကြတဲ့အတွက်ယင်းနစ်တည်တဲ့သူတွေလည်းရှိပါတယ်ကေကေဘက်ကိုအနာသိန်းစစ်အုပ်စုကဝင်ရောက်စီးနှင်းတဲ့အချိန်မှာတော့အဲ့ဒီအဆောက်အုံတွေထဲမှာ လုံချုံရင်အမျိုးသား68ဦးအပါအဝင် အလုတ်သမားအမျိုးသားအမျိုးသမီး2000ကျော်တွေ့ခဲ့ရတယ်လို့ထုတ်ပြန်ထားပါတယ်။ထိုင်းနိုင်ငံမှာမြန်မာနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ကကြားဖြတ်ကိုင်းတွေနဲ့ပတ်သက်ပြီးဖိအားတွေရှိနေပါတယ်။အွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြတ်တွေနဲ့ဆက်ဆက်မှုရှိတယ်လို့စွပ်စွဲခံထားရတဲ့ထိုင်းဗန္နာရီဒုတိယဝန်ကြီးကတော့အောက်တိုဘာလ23ရက်နေ့ကရာထူးကနေနှုတ်ထွက်သွားပါတယ်ရှင်။ က်ခံရပြီး၃ရက်အကြာဗုဒ္ဓဟူးနေ့မှာပြင်သစ်နိုင်ငံဘယ်ရစ်မြို့ကလူပြရိုက်ကြီးကိုပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။အခုချိန်ထိဖောက်ထွင်းမှုကျူးလွန်ခဲ့တဲ့တရက်ခံတွေကိုဖမ်းဆီးနိုင်ခြင်းမရှိသေးသလိုပါသွားတဲ့ရန်နာပစ္စည်းတွေလည်းပြန်မရသေးပါဘူး။အော်တိုဘာလ၁၉ရက်နေ့ကဖြစ်ပွားခဲ့တဲ့အဲ့ဒီဖောက်ထွင်းမှုမှာနန်းစင်ရန်နာ၉မျိုးခိုးယူခံခဲ့ရပြီးတော့အဲ့ဒီရန်နာတွေရဲ့စုစုပေါင်းတန်ကြီးဟာအမေရိကန်ဒေါ်လာတန်၁၀၀ကျော်တန်ဖိုးရှိပါတယ်။ မျက်နှာဖုံးဆွတ်ထားတဲ့ဖောက်ထွင်းရေးသမား၄ဦးက လေကားတက်ထားတဲ့ truck ကားတစ်စီးကိုအုံပြူပြီးတော့စိမ့်မြက်ဘတ်ချန်ကာနာလန်ဘတ်ကနေလူပြရိုက်ပထမတက်ကိုရအောင်တက်ခဲကြပါတယ်။လူပြရိုက်ပထမတက်ကနေမန်မရင်းပေါက်ကိုခွဲဝင်ပြီးနန်းစင်ရနာကိုမျိုးကိုလူရက်ပြီးနောက်မော်တော်ဆိုင်ငယ်တွေနဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။အချိန်9မိနစ်လောက်အတွင်းမှာရင်ဖောက်ထွင်းမှုကိုအောင်မြအောင်ပြုလုပ်သွားခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီဖောက်ထွင်းမှုကျွလွန်တဲ့သူတွေဟာ professional အဆင့်အတွေ့အကြုံရှိတဲ့ရာဇဝတ်ခိုင်းသားတွေဖြစ်မယ်လို့ပြင်သစ်ရဲတွေကသုံးသပ်ထားကြပါတယ်။သူတို့တွေမှာလက်နက်တွေမပါလာပေမဲ့ဖောက်ထွင်းရေးလုပ်ငန်းသုံးအပေါ်စားကိရိယာလွှတ်ဆက်မီးမုတ်ဆက်တွေအသုံးပြုခဲ့တယ်လို့လည်းသိရပါတယ်။ပြင်သစ်ရဲတပ်ဖွဲ့ကဖောက်ထွင်းရေးသမားတွေကြံခဲ့တဲ့ပစ္စည်းကိရိယာတွေ DNA နမူနာ150ကျော်လက်ပွေရာတွေနဲ့အခြားသဲလွန်စားတွေကနေတဆင့်တရခန့်တွေကိုခြေရခန့်နိုင်မှုကိုလည်းစူးစမ်းနေပါတယ်။ ဒီဖောက်ထွင်းမှုကြောင့်ရှေးဟောင်းအမွေနှစ်တွေကိုဆုံးရှုံးခဲ့ရတယ်လို့ပြရရဲ့လုံခြုံရေးရော့ရဲမှုကြောင့်လည်းနိုင်ငံအတွက်တိတ်ခါကြရစရာဖြစ်နေတဲ့အတွက်တရခန့်တွေကိုမိဖို့ပြင်သစ်ရဲတွေဟာအပူတပြင်းစုံစမ်းနေကြတာလည်းဖြစ်ပါရဲ့ရှင်အမဘီဂျီရဲ့အပတ်စဉ်စနေနေ့တိုင်းတင်ဆက်နေကြတပတ်တွင်းအထူးသတင်းစီစဉ်တွေကိုစုစည်းပြီးတော့တင်ဆက်ပေးခဲ့တာပါ မမဘီဂျေကိုအားပေးကြည့်ရှုနေကြတဲ့ပရိသတ်များနဲ့တကွာမြမပြည်သူပြည်သားများအားလုံးကျမ်းမာရွှေလန်းပါစေလို့ဗမာဘီဂျေအဖွဲ့သားများကဆုတောင်းမေတ္တာပို့သပါရရှင်